သူရည်ရည်များလို့ရှိရင်ကျွန်တော်သူကျော်သေးသေးသုံးခုထိတယ်သူကျော်သေးသေးရဲ့မျက်စိမှရှိတဲ့သူကျော်ကြောက်ကမဲ့ရှိတဲ့သူကျော်ပြီးတော့လက်ခြေဒီမှာသွားတဲ့အအောင်ကျုံးမှာရှိတဲ့သူကျော်တွေထိခိုက်တယ်မင်္ဂလာပါကျွန်တော်ဒေါက်တာတင့်ဆိုလက်ပါစီကျူသူကျော်ယောဂနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မိကုန်းကြီးတော့ကျွန်တော်တို့နေ့စဉ်မှာတွေ့နေတဲ့အဲပြဿနာတွေကိုကျွန်တော်ညက် အချိန်တိုတွေးစီပေါ့အချိန်ပိုင်းနေပိုင်းပိုင်းနေဖျက်ဖျက်ပြီးတော့ကျွန်တော်ဖြည့်ချနိုင်ခြင်းဖြစ်ပါတယ်။နောက်လဲကျွန်တော်ဓာတ်မျိုးအပိုင်းတိုတွေးဖြည့်မှာဖြစ်ပါတယ်။အခုလောရော့စ်ဆွေးနွေးနေတာကတော့မက်ဖော်မင်ကိစ္စပါ။မက်ဖော်နဲ့ပတ်သက်လို့ကတော့ပြဿနာတစ်ခုရှိပါတယ်။တစ်ခုကတော့ဗာလဲဆိုတော့မက်ဖော်မင်ကိုစားပြီးမှတောက်အောင်မလားမစားပြီးမှတောက်အောင်မလားဆိုတဲ့ပြဿနာတော်တော်များပါတယ်။အဲ့တော့ကျွန်တော်တို့မက်ဖော်မင်ကိုကျွန်တော်စီဝါစာအုပ်တွေမှာဖတ်ကြည့်လို့ရှိရင်နော် with me ပေါ့ အစာရှိမှတောက်ပါသူကျွန်တော်ပြောပါတယ်အဲ့ဒါကိုကျွန်တော်ရှယ်ယာလေးက with me ဆိုတဲ့အခါကိုသမင်းစားပြီးတော့တောက်လာဆိုပြီးတော့ဘာသာပြန်ကြရတယ်ပေါ့တကယ်တော့ဘိုက်ထဲမှာအစာရှိလို့ဆိုရင်ပေါ့ကျွန်တော် international conference တွေသွားတယ်ကျန်တဲ့ conference ကျန်တဲ့စီဂျူဆန်ဝင်နေတဲ့လည်းကျွန်တော်တို့တိုင်ပြီးကြည့်တယ်သူတို့တွေကတော့ဘာပြောလဲဆိုတော့ကျွန်တော်လည်းပေါ်တာတင်တူတယ်မစားခင်90မိနစ်အနည်းဆုံးကြူပြီးတော့တောက်ခိုင်းတယ်ဘာကြောင့်လဲဆိုတော့အစာစားလိုက်ပြီးတာနဲ့9မိနစ်တော်တော်မှသူကြီးကတက်သွားတယ် တက်သွားပြီတက်သွားပြီအဲ့လိုတက်သွားတဲ့အချိန်မှာသူကြောတွေကိုထိခိုက်တယ်အဲအကြောင်းမလို့မျက်စိနှလုံးကြောက်ကသူကြောတွေထိခိုက်ပြီးတော့မျက်စိယောဂနှလုံးယောဂကြောက်ကယောဂနော်အောင်ကြောယောဂတွေဖြစ်လာတယ်အဲ့တော့စားပြီးမှတောက်လိုက်လို့ရှိရင်အဲ့ဆေးအန်တီတဲ့နောက်အနေသူနိုင်ဝက်ကတနင်္လာကျမှရမယ်အဲ့ကာလတော်တွေမှာသူကြောတွေကတက်နေပြီသူကြောတက်နေတဲ့ကာလတော့အထင်းကိုမရှိဘူးအဲ့မှာခန္ဓာကိုယ်တွေမှာပျက်စီးမှုတွေကိုမဖြစ်ကုန်လေအဲ့တော့ကျွန်တော်ရဲ့ idea ကတော့မစားခင်ကကျွန်တော်ကြိုပြီးတောက်ခိုင်းတယ် ။ဆန်းကကြိုပြီးတောက်ထားတဲ့အတွက်7မိနစ်55မိနစ်ကြိုတောက်စီးရကိုရဲကိုကြိုပြီးတော့ရောက်နေတယ်။ရောက်နေတဲ့အတွက်ကြောင့်မလို့တော့စားလိုက်ခါတက်လာတဲ့သူကြည့်ဘူး။ကိုထဲမှာရောက်နေပြီလားရှိတယ်။မက်ဖော်မီတာကအရင်မတက်အောင်လို့ထိမိပေးတယ်။အဲကြောင့်ကျွန်တော်မစားခင်ကျွန်တော်ကတော့မစားခင်မတက်ခင်နေ။ကျွန်တော် international conference တွေသွားရင်ကျန်တဲ့ diabetologist တွေနဲ့လည်းကျွန်တော်ဆွေးနွေးကြည့်တော့ကျွန်တော်တို့အများစုကလည်းမစားခင်တက်ခင်နေ with me အစာရှိမှစားအစာရှိမှတောင်းမယ်။ဥပမာဆိုတော့ကျွန်တော်ဥပုသ်ဆောင်တဲ့ညပေါ့ ညဘက်မှာဘာမှလည်းမစားဘူးလေဥပုစောင့်တယ်လေအဲမတောက်နဲ့အစာမရှိဘူးလေအစာမရှိတဲ့မတောက်နဲ့ပေါ့ဝစ်နီးလို့ပြောတာအစာရှိမှတောက်အောင်မယ်အဲ့ဒီအစာဒီမစားခင်ရလဲစားတာပဲဖြစ်စားပြီးတာစေပဲဒါပေမဲ့တချို့သောလူတွေကတော့မဟုတ်ဘူးတော့ပြုတဲ့အာဏာစားမှုဖြစ်တတ်တယ်မခံနိုင်ဘူးဆိုတာဖြစ်တတ်တယ်အဲ့လိုမျိုးလူဆိုရင်တော့အရင်စားခိုင်းပြီးတော့မှမဟုတ်ဘူးတောက်ခိုင်းတယ်ပေါ့ဒါပေမဲ့အများစုတော့ကျွန်တော်နေနေရတော့မစားခင်ပဲအနည်းဆုံး7မိနစ်5မိနစ်ကြိုတောက်ပါလို့နော်အများစုကဒီမှာ with me ဆိုတာကိုဖော်ပြနေတာလွဲနေတယ်ပေါ့ နောက်မက်ဖွန်နဲ့ပတ်သက်လို့အယူဆလွဲတာတခုရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့မက်ဖွန်တောက်လို့စင်ကြောက်ကပ်ပြက်သလားပေါ့ပြောင်းပြန်ပြောနေတာကြောက်ကပ်ကဘာကြောင့်ပြက်လဲဆိုတော့သူ့ရက်တွေများလို့ပြက်တယ်သူ့ရက်တွေများလို့ဆိုရင်ကျွန်တော်သူ့ကြောသေးသေးသုံးခုထိတယ်သူ့ကြောသေးသေးရမျက်စိမှာရှိတဲ့သူ့ကြောကြောက်ကပ်မှာရှိတဲ့သူ့ကြောပြီးတော့လက်ခြေတွေမှာသွားတဲ့အောင်ကျုံးမှာရှိတဲ့သူ့ကြောတွေထိခိုက်တယ်အဲအကြောင်းမလို့ကြောက်ကပ်ပြက်ခြင်းဒီကြောက်ကပ်မှာရှိတဲ့သူ့ကြောသေးသေးဒီသူ့ကြောတက်များနေတဲ့အတွက်ကြောင့်ပျက်စီးခြင်းဖြစ်တယ် မဲ့ဖုံဝင်တောက်ချင်းသည်အဲ့ဒီတွေးကြောသီးသီးတွေဖြစ်တဲ့တွေးကြောတက်စီချင်းကိုကာကွယ်ပေးတယ်အဲ့ဆိုမဲ့ဖုံဝင်တောက်ချင်းသည်ဆိုတော့မျက်စိနှလုံးကြောက်ကယောဂမဖြစ်အောင်ကာကွယ်ပေးတယ်မဲ့ဖုံမင်ကြောင့်တော့ကြောက်ကပြတ်သွားတယ်ဆိုတာမရှိဘူးဒါပေမဲ့ကြောက်ကတချို့တော့ပြတ်နေတဲ့သူတွေမှာသူရဲ့ကြောက်ကအလုံးလုံးဆောင်မှုက EGFR လို့ခေါ်တယ်နော် EGFR estimated glomerular filtration rate 30အောက်မှာကျတဲ့လူတွေဆိုရင်တော့ကျွန်တော်မက်ဖော်မင်ကျွန်တော်မပြီးတော့ဘူး ။ဩဒါမှမဟုတ်40အောက်45အောက်ရောက်တဲ့လူဆိုရင်တော့အရင်တော့မပေးရသေးတဲ့လူဆိုရင်မက်ဖုန်မဆက်မပေးဘူး။ဒါမှမဟုတ်ပေးထားပြီးသားလူဆိုရင်ရှိပြီးသားမက်ဖုန်ကိုလျှော့တယ်။အဲ့ဒါဘာကြောင့်လဲဆိုကြောက်ကပြက်စီလို့မဟုတ်ဘူး။နော်။ကြောက်ကတင်မှာကောအသေးရောကမှာပါ။အဲ့လိုလူမျိုးမှာမက်ဖုန်ဝင်ပြီလို့ဆိုရင်ခန္ဓာကိုယ်ထဲမှာ lactic acid ဆိုတဲ့ acid တက်တီရမ်းများလာပြီးတော့ lactic acidosis ဆိုတဲ့ယောဂနော်။ တိပြောင်ပြုံးနာများပါတယ်ကုရတာခက်ပါတယ်အဲယောဂဖြစ်မှဆိုတော့ကျွန်တော်တို့အဲ့လိုကြောက်ကပြက်ပြီးသားလူတွေမှဆိုရင်တော့ကျွန်တော်တို့ကအာမပြေခိုင်းခြင်းဖြစ်ပါတယ်အဲ့ဒါတော့မှ EGFR လို့ကြောက်ကလုတ်ထွက်တာတိုက်နာပြီး30အောက်ကိုရောက်မှကျွန်တော်မပြေခြင်းဖြစ်ပါတယ်အဲ့ဒီထက်မှဆိုကျွန်တော်တို့ဇွေးကိုလျှော့ပြီးတော့ပြေးပါတယ်အဲ့တော့မက်ဖမွန်တောက်ခြင်းအပြင်ကျွန်တော်အပြင်ကျွန်တော်နံပါတ်1ကိုလေးကြီးကိုမတက်စီဘူးတဲ့နံပါတ်2နှလုံးရောဂါကိုလည်းကာဝေးစေတယ်တဲ့နံပါတ်3သွေးကြိုလည်းကောင်းစေတယ်တဲ့နံပါတ်4ရပါလေဆိုဥမာတိမှရှိတဲ့ပိုးတွေကိုလည်း နော် probiotic အနေနဲ့ပိုးရရဲ့ပုံမှန်ပေါက်ဖွားမှုကိုလည်းပုံမှန်တိုင်းပြစီတယ်တဲ့။ဒါပံကအခုနောက်ပိုင်းမှာမက်ဖော်မင်ရချို့သောကင်ဆာများကိုကာကွယ်တယ်ဆိုပြီးတော့အကျိုးအာဏိသင်၅ခုအဲ့တော့မလိုအပ်ဖက်နဲ့မက်ဖော်မင်ကိုကြောက်ပြီးတော့ကြောက်ပြီးတော့မက်ဖော်မင်နဲ့မတည့်ဘူးလို့ပြောလိုက်ရင်အဲ့ဒီအကျိုးအာဏိသင်၅ခုကိုမှဆုံးရှုံးသွားပြီလို့အဲ့လိုလေးတည်နာနေစီခြင်းပါတယ်ကျေးဇူးတင်ပါတယ်